ားလုံးပဲမင်္ဂလာပါခင်ဗျာရေဝရှင်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နိုဝင်ဘာ22ရက်နေ့ဒီနေ့မှာနေမကူပဲဝတ်လည်သွားတဲ့လေခွေးနှစ်ကောင်အကြောင်းကိုဖော်ပြချင်ပါတယ်ပထမဦးစွာအကြမ်းဖက်စစ်တက်ရဲ့ promoter တစ်စင်းကိုကျွန်တော်တို့ပြစ်ချနိုင်ခဲ့တယ် promoter တွင်းထဲမှာပါလာတဲ့အကြမ်းဖက်စစ်ခွေးတက်ကလေခွေးနှစ်ကောင်ငရေပြီကိုစောက်ထိုးဆင်းသွားတယ်ဆိုတဲ့အကြောင်းတွေကို ကျွန်တော်ဖော်ပြခြင်းတာပါနေမကူဘူးเนาะကျွန်တော်ရဲ့မိသားစုဝင်တွေနောက်ထပ်ဒင်းကူကလည်းပဲတန်တရားတစ်ဖက်လဲတာအရန်မြန်လုံးအကြည့်လေဗျာမနေ့ကရဲဘော်ငိုညိုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဂျားဖြတ်ပြီးတော့ကဲထုတ်နိုင်ခဲ့တဲ့အခင်းချင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကရဲခွေးပေါ့ဗျာရဲမင်းကြီးကိုယ်တိုင်လာရောက်စစ်ဆေးပြီးတော့အဲ့ဒီမှာတာဝန်ကျနေတဲ့နေထင်းဆိုတဲ့ကောင်းနေအချား ဘူးပဲပါဝင်သူတွေအကုန်လုံးကိုထောင်ချလိုက်ပြီးဖမ်းဆီးလိုက်ပြီးဆိုတဲ့အကြောင်းကိုဖော်ပြချင်တာဗျာသူတို့ဖမ်းဆီးလိုက်တဲ့ကောင်ဟာတော်တော်ဆူဆူဝါဝါကျွန်တော်ပြည်သူအပေါ်ညှဉ်းပန်းနှိပ်စက်ငွေညစ်တက်ဖြတ်ခဲ့တဲ့ကောင်ဖြစ်နေပါကြောင်းကျွန်တော်မိသားစုဝင်တွေကိုဖော်ပြပေးချင်တာပါဒါကြောင့်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ချီကိုကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုတလီစာဖိတ်ခေါ်လိုက်ပြရစေ။ပရမောစွာ BGF DGB ကင်းပြင်းမှာရှိတဲ့နေ जा ဆောင် တက်တွေရဲ့ယူနီဖောင်းတွေကိုချိန်ဖို့အတွက်အကြမ်းဖက်စစ်တပ်ကနေပြီးတော့အမိန်ပေးညွှန်ကြားလိုက်ပါပြီကျွန်တော် DKVA ကျွန်တော်တို့ BGF သူတို့ကငွေပေါ်တယ်ဗျယူနီဖောင်းဆိုရင်တကယ်ကို upgrade တခုတော့ရှိတာပေါ့ကျွန်တော်မိသားစုနဲ့ကျွန်တော်တို့တက်တော်နဲ့နဲ့ပို့အဆင်ပြေတာပေါ့တခါတည်းမှာအဲ့ဒီ uniform ကိစ္စတွေကလည်းကျွန်တော်တို့မြေပြင်မှာအရန်ကိုရှုပ်ထွေးတယ်ဗျာ တို့ရဲ့ uniform ကလည်းကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် uniform လို့လို့စင်တူနေတာဥမာကြာကြီးကွက်လို့ပုံစံမျိုးတွေပါလာတယ်ပြီးတော့ကျွန်တော်တို့ပျောက်ကြားကွက်တွေပြဆိုတော့ခုခုအကြမ်းမဖက်စစ်တပ်ကနေပြီးတော့တို့ရဲ့ uniform ကိုပဲဝတ်ဆင်ရမယ်ဆိုပြီးအမိန့်ထုတ်လိုက်တယ်ဒါကြောင့်ခွဲချမ်းရတာလွယ်သွားပြီဆိုတဲ့အကြောင်းပါ BGF ပေါ်လာကဖို့ nature sound တဲ့မင်းတို့ဟာငါတို့အမိန့်အောက်မှာရှိတဲ့အတွက်ငါတို့ရဲ့ uniform ကိုပဲဝတ်ကမယ် တနည်းအားဖြင့်ပြောမယ်ဆိုရင် DKBA ရော BGF ရောသူတို့ရဲ့အောက်ထဲကို ပေါ်ပေါ်ထင်ထင်ဆွဲသွင်းလိုက်တာ ဖြစ်ပါတယ်ဆက်ဆက်ပြီးတော့ကျွန်တော်တို့စဉ်းစားကြတဲ့အကူကကင်ကင်ချင်းမပစ်ဘူးဆိုတော့ကင်တွေရဲ့သဘောတူညီချက်ဘာတွေပြောင်းလဲလာမလဲဆိုတာကျွန်တော်မိသားစုဝင်တွေစောင့်ကြည့်လေ့လာရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့တင်ပြခြင်းနဲ့အဓိကအကြောင်းအရာက နေမကူဘူးတန်တရားတပတ်လေသွားတာချက်ချင်းပဲလေခွင်းနှစ်កောင်ငရဲပြီကိုမဆစ်တော့ငါကိုက်ချိန်မရပဲနဲ့အဝေးကြီးငရဲကိုစောက်ထိုးစင်းသွားရတဲ့ဖြစ်စဉ်ပရာမော်တာဂျန်ပစိခွတ်တက်ကဖြစ်စဉ်ကလည်းကျွန်တော်ရသားပြည်သူတွေကိုလာရောက်ဘုံချဲပြီးတော့လှဲ့ပြန်ပါသူပြစ်ချခံလိုက်ရတယ်လို့ကျွန်တော်ကြားသိထားရတယ်လေဘဲနှစ်កောင်လုံး ဘေဘွားဘေဆက်သိမ်းသွားပြီလေကျွန်တော်ရဲ့မိသားစုအနေနဲ့ဟုတ်ပြီအမတ်တရားနဲ့တစ်ချင်းမြန်တက်မှဌာနချုပ်ကနေတက်လာပြီးတော့ပေါက် နေမှာဘုံချဲတယ်လှည့်ပြန်တယ်ကျွန်တော်ကာဝေးတက်ဖွဲ့ဝင်နေပြစ်ချတယ်လီဘဲနှစ်ကောင်လုံးဂိန်သွားပါကြောင်းကျွန်တော်ရဲ့မိသားစုအနေကိုကြိုတင်ပြီးတော့အတိပေးပြစေအဲ့ဒီပရမိုတာကြာသွားတဲ့နေရာမှာကျွန်တော်တို့ဒီကောင်ဝေးတက်ဖွဲ့ဝင်နေထိန်းချုပ်တဲ့နေရာဖြစ်ပါတယ် ရုပ်သံမတန်းဗီဒီယိုဖိုင်တွေကျွန်တော်ရဲ့မိသားစုတွေကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘလော့ဂျ်တွေကျွန်တော်တို့ပြည်သူကိုဓာတ်ရိုက်ထိတွေ့ဆက်ဆံပြီးတော့ကျွန်တော်တို့ပြည်သူကိုရုပ်သံမတန်းဗီဒီယိုသတင်းအချက်လက်နေရာတွေနဲ့တကွာကျွန်တော်တို့ကပေါ်ပြပေမဲ့လည်းဘယ်ဟိုဘက်ရက်ကွက်ကလော်ဘီတွေကတစ်ချိန်လုံး AI မနေ့ကကျွန်တော်ဖော်ပြခဲ့တယ်မော်တောင်ကိုတော်မကျွန်တော်တက်ခက်သိမ့်ပိုက်ခဲ့တဲ့မြို့သိမ့်တိုက်ပွဲကိုတော်မ AI နဲ့ဖန်တီးထားတာ ကျွန်တော်တို့ကတကယ်တော့ရုပ်သံမတန်းဗီဒီယိုတွေပေါ်ပြတယ်ဆိုတာကကျွန်တော်တို့ရဲ့လုံခြုံရေးတွေပေါ့နော်အများကြီးဒါအဲထိလွယ်ရှာလွယ်တဲ့အခြေအနေတွေရှိပါတယ်ဒါတော့ကျွန်တော်မိသားစုဝင်နားလည်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မိဘပြည်သူတစ်ရက်လုံးရဲ့ဝင်းရံကူညီမှုနဲ့ဒီတော်လှန်ရေးကအစတင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့မိဘပြည်သူတွေကိုဓာတ်ရိုက်တရင်ပို့တဲ့သဘောပါပဲ ကျွန်တော်တို့ကဘယ်လိုမျိုးထိုက်လိုက်သတင်းပို့ပါစေဘယ်လိုရုပ်သံမှတ်တမ်းတွေကိုကျွန်တော်မိဘတွေကိုချပြပါစေသူတို့ကတစ်ချိန်လုံး AI ဖြစ်နေတာပါဟုတ်ပြီလူဝန်းနဲ့2ရက်နေ့တကယ်ကိုမင်္ဂလာရှိတဲ့နေထူးနေပြန်လေးပါပဲကျွန်တော်ရဲ့မိသားစုဝင်တွေညနေပိုင်း9နာရီကျော်တဲ့အချိန်မှာမကွေးတိုင်းပေါ့မြို့နယ်ကိုလေချောင်းကနေပြီးတော့လာရောက်တိုက်ခိုက်တယ်ဘမ်မော်တာနဲ့ဘုံကျဲခဲ့တာဖြစ်ပါတယ် ကုန်ဘူးတမန်တရားနဲ့တက်ကနေတက်လာတယ်ပရာမတာနှစ်စင်းအနဲ့ဒဇင်းပြချခံရပြီးပြတ်ကျခဲ့တယ်အဲ့ဒီမှာပလာတဲ့လေခွေးကတော့ဂိမ်းသွားပြီဆိုတဲ့အကြောင်းကျွန်တော်ရင်မသားစုဝင်လေပြောချင်တယ်ထုံးစံတိုင်းပဲကျွန်တော်ပြောနေကြတာတိုင်းပဲမက်ဆီတော်မှပေးမကြိုက်ဖဲနဲ့ငရေပြီကိုဇောင်းလို့စင်းသွားပါတယ်သူတို့ကတော့တော်တော်လေးခွေးစင်းရမယ်ဗျမြေပြင်မှာရှိနေတဲ့ကျွန်တော်တို့စစ်ခွေးတွေကတော့ အာမြေကြီးလေးကိုပဲရက်ပြီးတော့ဆင်းသွားတာအောင်နော်သူတို့ကတော့အပွားနေပြီးတော့စကားတဲ့ကျွန်တော်မိသားစုဝင်နေဟုတ်ပြီနိုင်တဲ့ပုတ်နေဇက်မှာစကွတ်တရဲ့ပရမိုတာပြက်ကျသွားတာဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေတဲ့တိုက်ပွဲဖြစ်နေတဲ့အဲ့ဒီနေရာတွေကိုပရမိုတာနဲ့လာရောက်ပြီးတော့ဘုံကျဲတယ်ကျွန်တော်ကော်မတီတပ်ဖွဲ့ဝင်တွေပြက်ချပြီးတော့ပြက်ကျသွားတာဖြစ်တယ် ဆိုတော့အဲ့ဒီရုပ်သက်မှတ်တမ်းကိုလည်းကျွန်တော်ရဲ့မိဘတွေကြည့်ရမှာဖြစ်ပါတယ်မွေတပ်ခုတ်ကူမျိုးနဲ့မြိုင်နဲ့ပေါက်နေဆက်မှာပြည်သူကဘုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လှန်ရဲ့တစ္ဆာကံစခွေအုပ်စုရဲ့လေးတဲ့တစင်းကျွန်တော်တို့ပြချနိုင်ခဲ့တာဖြစ်တဲ့အကြောင်းကြတိထားရပါတယ်ဘုံကျဲပြီးတော့ဘက်ပြန်ခောက်တဲ့ချိန်နောက်ပြန်လှဲ့တဲ့အချိန်မှာ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားသွားတာဖြစ်ပါတယ်။ဒီမှာပါဝင်လာတဲ့အဲ့ဒီ parameter မှာပါဝင်လာတဲ့အကြံဖက်စစ်ခွေးတက်နှကောင်လုံးကတော့ဂိနေပါပြီလက်ရှိအချိန်မှာလည်းကျွန်တော်တို့မိဘပြည်သူတွေရဲ့ဒါပေါ်တော့ဒီရုပ်သမတမ်းတွေကိုကြည့်ပြီးသွားပြီဆိုလည်းပဲအဲ့ဒီ area ကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေရဲ့စုဖို့ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ဒါအသေးစိတ်ကျွန်တော်တို့အရှာဖွေမှုတွေလည်းလှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့ကြတိထားရတယ်။ဆိုတော့အဲ့ဒီ ကျွန်တော်တို့ပြချခံလိုက်ရတယ်စက်တက် LED promoter အပါဝင်ကျွန်တော်တို့အချမ်းပစစ်ခွေးတက်ကနေပြီးတော့ပေါက်နဲ့မြိုင်ကြားထဲမှာပေါ့နော်စတောင်းထိုးနေတယ်အဲ့ဒီစတောင်းထိုးနေတဲ့ဒါခွေးတက်အုပ်စုကိုပြစ်ကူပေးရင်းနဲ့ပြည်သူကိုလည်းဘုံကျဲတက်ဖြတ်နေတယ်လို့ကျွန်တော်တို့ဒေသခံပြည်သူတွေကနေပြီးတော့ပြန်ပြီးတော့ကြားသိထားတာဖြစ်ပါတယ်ပေါ့နဲ့မြန်နေကပြီးခဲ့တဲ့ရပိုင်းတွင်းမှာစတင်ပြီးတော့စကွေအုပ်စုအင်အားရာနဲ့ချီအုံပြူတယ်အဖွဲ၃ဖွဲ့တည်းမနေဖြန့်ခွဲပြီးတော့စတောင်း ထိုးနေပြီးတော့လက်ရှိအချိန်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နေတဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။ဒီကြောင့်ကနေပရိုမိုတာတွေနဲ့လည်းပြစ်ကူပေးပြီးတော့ကျွန်တော်တို့ရလာပြည်သူတွေကိုလည်းပဲဘုံကျဲနေတဲ့အခြေအနေတွေကနေပြီးတော့အခုမှတော့ပရိုမိုတာဒဇင်းကျွန်တော်တို့ပြစ်ချနိုင်ငံချင်းဖြစ်ပါတယ်။အဲ့ဒီမှာအစိုးဆုံးဖြစ်ရတွေကကျွန်တော်တို့စစ်ခွေးတက်ကသူတို့စစ်တောင်းထိုးနေတဲ့ ဲ့ဒီဒေတာတော့မှာတွေ့တဲ့ပြည်သူမှန်မြကိုဖန်စီတက်ဖြတ်နေတယ်လို့ကျွန်တော်တို့သိရှိထားရတယ်တိုက်လေရင်းနေနဲ့လဲရွာပေါ်ကိုဘုံကျဲပြီးတော့ဖြက်စီးနေတယ်လို့သိရှိထားရတယ်အဲ့ဒီမှာကျွန်တော်တို့ပေါက်နဲ့မြိုင်မြို့နယ်ဈာမရှိတဲ့ကျွန်တော်တို့ဒေတာကံပြည်သူတောင်းနဲ့ချီပြီးတော့တပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်ပြည်သူပေါ်ရဲ့ဆက်ဆက်လုတ်တဲ့ကောင်းနေရဲ့အာသူရဲ့တန်တရားတစ်ဖက်က ချက်ချင်းကိုလဲသွားတာဖြစ်ပါတာချက်ချင်းပါပဲနေ့တော်မကိုဘူးကျွန်တော်ရဲ့မိသားစုပြည်သူတွေကိုဘုံလာကျဲသွားတယ်သူတို့ဘုံကျဲပြီးတော့ပြန်လက်ခောက်တဲ့နောက်ပြန်ခยีလို့ပဲပြောရမှာပါအဲ့ဒီခยีကတော့ငရဲပြည်ကိုတန်းပြီးတော့ဆင်းသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဒါကကျောနိုင်ငံအတွင်းမှာဇသားပြည်သူတွေပေါ့ရဲဆက်ဆက်တပ်ဖြတ်သူတွေရဲ့ နောက်ဆုံးတော့တွားရလမ်းမှာအခုချိန်ဒီမှာလည်းပဲကျွန်တော်တို့ဒါပေါ်တာဆွဲစစ်မှုထမ်းအသစ်တွေကိုအသုံးပြုပြီးတော့တို့တွေစကြောင်းထိုးခိုင်းနေတယ်ဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလည်းထိတ်တိုက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်ဟုတ်ပြီနောက်ထပ်တပတ်လည်သွားတဲ့အကြောင်းအရာအဲ့ဒါကတော့အုပ်လိုက်ကြီးတပတ်လည်တာကျွန်တော်ရင်မသားစုဝင်နေတယ် ်ရဲ့အသေးခံမယ်ဆိုတဲ့မနေ့ကကျွန်တော်ဖော်ပြခဲ့တဲ့ရေပေါ့ဒီရေပေါ့လွမြောက်သွားတဲ့နောက်ဆက်တွဲအနေနဲ့ရေမင်းကြီးကိုတိုင်အဲ့မှာပါဝင် ပတ်သက်သူမှန်မြအကုန်လုံးကိုဖန်စီအချင်းချလာတယ်ဆိုတဲ့အကြောင်းကို ဖော်ပြချင်တာပါဖန်စီခံလာရတဲ့နေထင်းခင်မောင်ရင်အကြောင်းကိုကျွန်တော်ကအတိအကဖော်ပြချင်တာဂျာတော့ကောင်းနေအကြောင်းလဲပါပါလိမ့်မယ် ဆိုတော့ဒီကောင်ဟာ ပေါ်တာဆွဲတယ်ပြီးတော့ငွေမြင့်တယ်လူရောစားတယ်တတော်လေးလဲသူအစဉ်ပြေနေတယ်ကျွန်တော်ကြားသိထားရတယ်အခုချိန်မှာတော့ဒီကောင်နှအောင်ဖုန်ခါပြီးတော့စံပြုတ်တောက်နေရပြီကျွန်တော်ရင်မသားစုဝင်နေတောင်မြို့နယ်အတွင်းထဲမှာကျွန်တော်တို့ထောင်နဲ235နေကြခံထားရတယ်တလင်းရဲပေါ်တူလွတ်မြောက်သွားတယ်ဖြစ်စဉ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါ တို့ချင်းချင်းတို့ရဲ့ရဲခွင်းနဲ့တက်တွင်းထဲမှာဖယဲသည်ရှိတယ်လို့တို့ကသတ်မှတ်တာလားဖြစ်တယ်ဗျာသူကြောင့်ပြောင်မြောက်တဲ့တကယ်ကိုရုပ်ချင်းဆန်တဲ့မဏိကကဲထုတ်သွားတဲ့အကြောင်းအရာတွေကျွန်တော်မိသားစုနေလေအာယပါယာကြီးစုပြီးပြီလို့လည်းကျွန်တော်ယုံကြည်တယ်ဒီပြစ်စင်နဲ့နောက်ဆက်တွဲအနေနဲ့တို့အချင်းချင်းတန်တရားတွေဖြစ်ပွားနေတာ လက်ရှိတယောက်ပြီးတယောက်ဖမ်းနေတာကျွန်တော်အခုသတင်းပြောနေတဲ့အချိန်ထိဇက်တိုက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ကြားသိထားပါတယ်။မင်းအောင်လှိုင်ကိုနိုင်ကိုကသူ့အောက်မှာရှိတဲ့သူတွေကိုအယုံကြည်မရှိတာ။ကျွန်တော်သတင်းဖော်ပြတိုင်းမှာအများနဲ့ပြောပြပါတယ်။အချို့သောဘယ်နေရာကိုပဲတွားတွားသူကိုနိုင်ကအဲ့ဒီမှာသူတို့လူတွေတိုက်တဲ့ရေတောင်မှမတော့ရဲတာလေဗျာ။အချင်းချင်းဘလောက်တောင်ဆိုးွားနေကြလဲပေါ့နော်။ယုံကြည်မှုတွေဘလောက်တောင်ပျက်စီးနေပြီလဲ။ အခုဒီ business နဲ့ပတ်သက်ပြီးတော့အားတေချာတဲ့ကဖျဲသိရှိနေပြီတေချာတဲ့ငါတို့အတွင်းထဲမှာတော့ဒရင်ပြီးတဲ့လူရှိနေပြီဆိုတော့အကုန်လုံးကိုဖန်ခိုင်းနေတာဖြစ်ပါတယ်ဒါပေမဲ့တိုက်ခတ်ကဲထုတ်ပြီးတော့ဒါလွတ်မြောက်သွားတဲ့ရေဘော်ကလည်းပဲရဲခွေးစစ်ခွေးလက်ထဲမှာတော့အသေးမခံနိုင်ဘူးကွာတော်လှန်ရင် အသိခံမယ်ဆိုပြီးတော့ရဲဝံစွာကိုလိုယုံလွတ်မြောက်သွားတဲ့အခြေအနေမှာလဲသူတို့တွေမခံမရနိုင်ဖြစ်သွားကြတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကနံပါတ်ဖြစ်စဉ်ကြောင့်တာဝန်ရှိသူနေထင်းအရာရှိကြော်ဝင်းနဲ့နေထင်းခင်မောင်ရင်အပါဝင်လက်ရှိအချိန်မှာရဲခွေ9ဦးကိုချောင်းမြို့မှာရဲစခန်းအတွင်းဓမ္မယုံမှာချုပ်နှောင်ဖမ်းဆီးထားတယ်။ဒါပြင်ချောင်းမြို့ရဲစခန်းအတွင်းသတင်းအတိအကျပေးနေတဲ့ဖြည့်သည့်ရှိနေတာကြောင့်အခုလိုမျိုး နှစ်ရှည်ထောင်နဲ့ကြထားတဲ့တော်လိုင်းရဲဘော်ကိုကဲထုတ်သွားတာဖြစ်နိုင်တယ်လို့ယူဆပြီးတော့ဖန်စီခံရတဲ့ရဲခွေး9កောင်အပြင်ကြောင်းမျိုးမှရဲစကန်တစ်ခုလုံးကိုတိုင်းရဲမင်းကြီးနဲ့ခရိုင်ရဲမှုကိုတိုင်လာရောက်စစ်ဆေးပြီးတော့တကောင်ကြီးတကောင်အချုပ်တဲထဲ့နေတယ်လို့ကျွန်တော်တို့သတင်းတွေတိတိကျကျရရှိထားတာဖြစ်ပါတယ်လွတ်သွားတဲ့ဖြစ်စဉ်ကြောင့်လည်းငရေကောင်းဆောင်ကျော်ဝင်းခပူလီရခိုင်နေထင်းခင်မောင်ရင်ရတ္တသားအုတ်ကအပါဝင်9កောင် ဖန်ဆီးခံထားရတယ်ဗျကြံနှစ်កောင်ကတော့နာမည်မသိရသေးဘူးအဲ့ဒီ၅កောင်လုံးကလည်းအဓိကပေါ့တဲ့သူတို့ကြောက် yes scan မှာပေါ့နော် scan ဓမ္မယုံပေါ်မှာလက်တလောဖန်ဆီးထားတယ်စစ်စစ်နေတယ်သူတို့မတင်ကြတဲ့သူတွေအကုန်လုံးကိုလည်းပဲလက်ရှိတယောက်ချင်းစီလိုက်ပြီးတော့ဖမ်းနေတယ်လို့ခြားသိထားရတာပါအလုံးဒီပါစစ်စေးခံနေရတဲ့အခြေအနေတွေမှာဘယ်သူတွေထပ်ပြီးတော့ပုံနဲ့ကျင်းတဲ့ ုတ်တွေပြန်လည်နေလဲဆိုတာကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ဖော်ပြပေးပါမယ်ဒီ business နဲ့ပတ်သက်ပြီးတော့ဖန်စီတင်းတင်းခန္ဓာနေရင်းအရာရှိကြော်ဝင်တဲ့ netting ခင်မောင်ရင်တို့ဟာเจ้าမျိုးမှာပေါ်တာဆွဲတာတွေစစ်မှုထမ်းကြီးကောက်နေမှာကပဲနဲ့အခြားပြည်သူတွေပေါ့ငွေညစ်တဲ့နေရာတွေမှာတော်တော်လေးကိုနမည်ကြီးရဲ့ကောင်တွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ကသူတို့အကြောင်းကိုတတိတန်ထပ်မှန်ပြီးတော့အလေးပေးဖော်ပြနေတာဖြစ်ပါတယ်လူငယ်တွေကိုပေါ်တာဆွဲတယ်စစ်တပ်ကတပွဲရဲတွေက တစ်ဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ရဲခွေးနေတင်းခင်မောင်ရင်ကတစ်ဖွဲ့ရဲဘက်ကိုဥဆောင်ပြီးတော့ပေါ်တာဆွဲတယ်ဖမ်းမိတဲ့လူငယ်တအူးကိုမြန်မာငွေကျပ်သိန်း80 100 150 200 200 200စသည်အဖြစ်အတောင်အရန်ပတ်ဆက်တဲ့ကောင်ဖြစ်တယ်လို့သိရှိထားရတယ်အချို့ငွေချင်းမတတ်နိုင်တဲ့လူငယ်တွေကိုလည်းတီးတက်သူတွေပေါ်တာဆွဲပြီးတော့လူရောစားတာတွေလည်းရှိခဲ့တယ်လို့လည်းကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ် ဒါပြင်နောက်မသားတွင်လည်းမွေးစီဝါဖြန့်ချီတဲ့ဒိုင်ရင်နဲ့ပတ်သက်ပြီးတော့လေအဲ့ဒီပါကျွန်တော် netting ခင်မောင်ရှင်ကလစဉ်စကြေးကောက်ခံနေပြီးတော့ရရှိတဲ့ငွေတွေနဲ့သူ့ရဲ့အထက်အရာရှိဒါမြို့နယ်မူဝင်းတန်းစီမှာဒါတိုက်ရိုက်ခွဲပေးပြီးတော့ဂာနေတယ်လို့လည်းကျွန်တော်တို့ကြားသိထားရပါတယ်ဂာနေတယ်ဆိုတာလေးရဝီစာမျှစားတာပါကျောင်းနိုင်ငံတည်းမှာမွေးစီတွေအရန်ကိုပြပြနေတယ်ဒါတွေအကုန်လုံးကလည်းသူတို့လက်ကပဲထွက်တာ သူတို့နဲ့ပတ်သက်သူတွေကပဲငွေစီတွေတည်ယူကြတယ်ရောင်းချကြအဲ့ဒီ netting ဆိုတဲ့ကောင်းနေပြီးတော့အထက်အရာရှိဆိုတဲ့ကောင်းနေဒါအဲ့ဒီနေမှာပေါ့နော် netting ကောင်းဆောင်ကြော်ဝင်းဆိုတဲ့ကောင်းတွေကလည်းပဲထုံနီးတူပဲလူတူလူပါလှုပ်ရှားနေကြတဲ့ကောင်းတွေဖြစ်ပါတယ်ရဲခွေးတွေဟာကျွန်တော်ပြည်သူနဲ့အနီးကပ်ရှိနေတာပါကျွန်တော်ပြည်သူနဲ့ဒါသူတို့တွေတိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့သူတွေဖြစ်ပါတယ် ဒါပေမဲ့ဒီကောင်တွေဟာကျွန်တော်တို့ပြည်သူကိုအတုံးချပြီးတော့ကိုကျိုးစီးပွားရှာနေကြတာကြားပါပြီ agri တိုက်ဖြတ်ရေးတို့ agri ကိစ္စတို့ဘာလို့ညာလို့ဆိုတာကျွန်တော်ရဲ့မိသားစုနေကြားမှာပါလက်ရှိကျွန်တော်မိသားစုနေနေတဲ့ဒါရက်ကွက်မြို့နယ်ကြေးရွာစတဲ့နေရာတွေမှာရဲခွေးတွေမိပေါ်ကျွန်တော်တို့ပြည်သူအပေါ်ထောက်ထားစာနာတာတွေရှိလို့လားဗျာဒီမိကုန်းလေးပဲကျွန်တော်တခုံးမေးလိုက်တယ်ဆိုရင်ပြည့်စုံမယ်လို့တော့ကျွန်တော်ထင်ပါတယ် ပြီးတော့အဲ့ကျော်ဝင်းဆိုတဲ့နေထိုင်ခေါင်းဆောင်ဟာပုံမှန်ဆိုရင်လုံးထွက်မပြပဲနောက်ွယ်ကနေပြီးတော့သူ့အကသူတွေကိုကြိုးကန်အမိန်ပေးခိုင်းစီလေးရှိတယ်ဆိုရဲတည်င်းတွေလည်းကြားသိထားပါတယ်အခုဖြစ်စင်မှာပါသွားတဲ့သူတွေကကောင်းတဲ့ကောင်တွေတကောင်းမှမဟုတ်ဘူးတဲ့ကြောက်မှာစင်မှုတန်းဆိုရဲခေါင်းစဉ်နဲ့ပဲအဲပေါ်တာဆွဲတဲ့ပြီးတော့ပြည်သူပေါ်ငွေညစ်တဲ့နေရာမှာနမယ်ကြီးတဲ့ကောင်တွေဖြစ်တယ်ကြောင်းမျိုးမှာပေါ်တာဆွဲတဲ့လူဖမ်းတဲ့ငွေညစ်တဲ့ တို့ကြောင့်ဒုက္ခရောက်သွားတဲ့သူတွေဒုနဲ့ဒေပဲတဲ့ငွေညစ်ရင်နဲ့တင်း80အနေဆုံးတောင်းတယ်လို့ကျွန်တော်ကြားသိထားရပါတယ်ကျောင်းမျိုးမှာဒလူဝိုင်းငွေစေးရောင်းဝယ်နေတဲ့ကောင်တွေကိုမဖမ်းမနဲ့နေရင်ကြီးတွေကောက်ယူနေတယ်ငွေညစ်တဲ့နေရာမှာလည်းနမည်ကြည့်တယ်မြို့နယ်မှုဝင်းတန်းကိုဒါသူတို့တွေလှုပ်ကျွေးနေကြတာပေါ့ဗျာပေါ်တာဆွဲလာတယ်လူတယောက်ကိုတင်း80တရာအနေဆုံးတောင်းတယ် เจ้ามาရှိတဲ့လူငယ်တွေမကြံတော့တလောက်ကိုတော့မှသူတို့တွေကလူဘုံရုပ်ခါလို့မျိုးရေးဆက်ဆက်ကိုသူတို့တွေလုတ်ကြတာဖြစ်ပါတယ်အဲ့ဒီနေရင်ကြော်ဝင်းနဲ့ခင်မောင်ရှင်တို့ကအာနာသိမ့်နောက်ပိုင်းမှာပြည်သူရှီရနေပြီးတော့နီးမျိုးစုံနဲ့ငွေညစ်ပြီးတော့ရရှိလာတဲ့ပတ်စံတွေနဲ့ချမ်းသာကြွယ်ဝနေပြီးတော့เจ้าမျိုးနဲ့အတွင်းမှာပိုင်ဆိုင်မှုအမြောက်အများဝယ်ယူထားတာရှိတယ်လို့လည်းကျွန်တော်တို့တတိတိကျကျရရှိထားပါတယ်ဒါတွေကိုကျွန်တော်တို့စင်ရင်လုတ်ထားရမှာဖြစ်ပါတယ်ဒါတွေကပြည်သူပါ ရဲခွေးတွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေသူတို့ရဲ့ဝန်ထမ်းလှစာနေအားလုံးတွက်ချက်လို့ရတယ်လက်ရှိအာနာသိန်းခေါင်းဆောင်အကျန်းဖတ်မင်းအောင်လှိုင်သူ့ရဲ့ပိုင်ဆိုင်မှုဘလောက်တော်များနေပြီသူ့ရဲ့သားသမီးတွေပိုင်ဆိုင်မှုတွေဘလောက်တော်များနေပြီလဲပြီးတော့အာနာပါဝါတွေအသုံးပြုပြီးတော့စီးပွားရှာနေကြတဲ့ BGF DKPA စာလက်နက်ကင်ဖွဲ့တွေမြောင်းလှိုင်းနဲ့ပူပေါင်းသူမှန်သမျှဟာလက်ရှိအချိန်မှာကျွန်တော်တို့အရသာပြည်သူတွေစီကခေါင်းမုံဖြတ်မှုတွေကျွန်တော်ပြည်သူကိုပဲအတုံးချပြီးတော့အနည်းဆုံးလူကုန်ကူးတဲ့ကိစ္စမျိုးတွေပြီးတော့တန်စရတွေကိုတရားမဝင်ခိုးထုတ်နေတဲ့ကောင်တွေမကောင်းတဲ့လုပ်ငန်းမှန်သမျှကိုသူတို့ပဲလုပ်ပိုင်권ရရှိနေကြတာဖြစ်ပါ ကျောင်းပြည်သူတွေတိတိရင်းနဲ့ဒါတွေကိုငုတ်ခံနေကြရတာကြာပါပြီ။အာနာရှင်နဲ့ပတ်သက်သူမှန်သမျှဟာမှန်တယ်သူတို့တွေရရှိကောင်းရရှိသွားပါလိမ့်မယ်။ဒါပေမဲ့ဒါတွေဟာကျောင်းပြည်သူပိုင်းဖြစ်တဲ့အတွက်အုပ်စာမှန်တဲ့ပြည်သူစီကိုပဲတစ်ချိန်မှာပြန်ရောက်မှာဖြစ်တယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်။ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့သတင်းနှစ်ခုအဲ့ဒီသတင်းနှစ်ခုလုံးကအခုဆိုရင်နေမကူဘူးချက်ချင်းပဲတပတ်လည် နောက်တဲ့သတင်းတစ်ခုကကျွန်တော်တန်တရားတစ်ပတ်လေတဲ့အရန်ကိုမြင်လွန်းတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေเจ้าမှာရှိတယ်ကျွန်တော်ပြည်သူတွေအကဲကိုစစဝါဝခံနေရတဲ့အခြေအနေအခုကျွန်တော်တော်လာလို့တပ်ဖွဲ့ဝင်ရဲဘော်လူငယ်တို့လွတ်မြောက်သွားတဲ့နောက်ဆက်တွဲအနေနဲ့သူတို့တွေအကုန်လုံးလက်ရှိဖန်စီခံထားရတယ်ဖန်စီခံထားရတဲ့ဒီပိုင်းနဲ့ထဲမှာပဲသူတို့ရဲ့ စိုးဝါးတဲ့လုံရက်တွေအခုလိုမျိုးသတင်းမီဒီယာထပ်မှာဖော်ပြနေကြတာဖြစ်ပါလေဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိသားစုဝင်အားလုံးနဲ့တက်မလို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုကျွန်တော်ဒီချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်ဒီအပိုင်းတွင်းမှာကျွန်တော်မအားမလက်နိုင်တဲ့ချို့သောကိစ္စတွေရှိတဲ့အတွက်ကျွန်တော်ဒင်းတင်ပြမှုအားနေတာတွေရှိမယ်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေနဲ့စကားမပြောဖြစ်တာတွေအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်ဆိုတော့အကြောင်းပြတိုင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသက်ပါစေ လည်းနဲ့ base ပြီးကေဗီကြောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုတအူးချင်းနဲ့ပြင်းနေကင်းရှင်းပါတဲ့လေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေဝရှက်လေးပါဗျာ